မြန်မာကိုရီးယားမှာ6နှစ်အတွင်းပထမဆုံးအကြိမ်နိုင်ငံတကာမာရသွန်ပြိုင်ပွဲကျင်းပ6နှစ်တာအတွင်းနိုင်ငံတကာမာရသွန်ပြိုင်ပွဲတစ်ခုကိုမြန်မာကိုရီးယားမှာပထမဆုံးအကြိမ်ပြန်လည်ကျင်းပခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းဗတ်ကုန်ကနိုင်ငံရဲ့မြို့တော်ပျုံယဲမှာကျင်းပခဲ့တဲ့ပြိုင်ပွဲကြီးကိုနိုင်ငံခြားသားအပြည့်သမား200လောက်ပါဝင် ရှင်ပြိုင်ခဲ့တယ်လို့နိုင်ငံပိုင်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။ ပြုံရင်နိုင်ငံတကာမာရသုံးကို1983ခုနှစ်ကစပြီးအပြီလာရောက်တာနိုင်ငံထူထောင်သူကင်အီဆုံရဲ့မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့နှင်းစင်ကျင်းပခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ AB 6ရက်နေ့မှာတကြောပြန်ကျင်းပတဲ့ပြိုင်ပွဲကြီးမတိုင်ခင်နောက်ဆုံးပြုံရင်မာရသုံးကတော့2019ခုနှစ်တုန်းကဖြစ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာကိုဗစ်ကပ်ရောဂါကရေကြောင့်ပြိုင်ပွဲကိုမကျင်းပဖြစ်ပေ6နှစ်ကြာအဆက်ပြတ်သွားခဲ့တာပါ။ နောက်ပိုင်းမှာတော့မြန်ကိုရီးယားဟာနေဆက်တွေကိုပိတ်ထားရကနေတဖြည်းဖြည်းချင်းပြန်ဖွင့်လှစ်ပေးခဲ့ပြီးမနစ်ကစလို့ရုရှားကမ္ဘာလှည့်ခရီးသည်တွေကိုပြန်လည်ဝင်ရောက်ခွေပြုခဲ့ပါတယ်။မာရသွန်ပြိုင်ပွဲအတွင်းပါဝင်ရှင်ပြိုင်မဲ့နိုင်ငံခြားသားတွေကိုတော့ကိုဗစ်ကာလမတိုင်ခင်တော့ကလို့ပဲကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတစ်ခုကတာဝန်ယူစစ်စစ်ဆုံဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံပေကျင်းမြို့တော်အခြေစိုက်ကမ္ဘာလှည့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းခေါ်ယိုတော့ကန် မနတော်မှာပါဝင်ရှင်ပြိုင်တဲ့အပါဝင်6ရက်ကြာအလဲပတ်ခေးစဉ်အတွက် လေရင်လက်မှတ်ဖို့တဲ့အပါဝင်2406ဒေါ်လာသန်ပက်ကက်တစ်ခုကိုအစီအစဉ်ရောင်းချပေးခဲ့ပါတယ်။ပြုံရန်မနတော်အတွက်သတ်မှတ်ထားတဲ့အပြေးလမ်းကိုတော့ကင်မီဆွန်အာကစားရုံအောင်ပွဲမဟုတ်ဦးစားတဲ့ထိမှန်နေရတဲ့အပြင်မြို့ရဲ့လူနေရပ်ကွက်တွေကိုပါဖြတ်သန်းပြီးသတ်မှတ်ထားခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဓာတ်ပုံတွေမှာတော့မာရသွန်ပြိုင်ပွဲရင်တာထွက်တဲ့ပန်းဝင်နေရဖြစ်တဲ့အားကစားယုံကြည်မှာ ပြည်သက်တွေပွဲချင်းစဉ်အပြည့်လာရောက်အားပေးနေသလိုရွှေရောင်စက်ကူအလံတွေဝေယံနေကြတာကိုလည်းတွေ့ရပါတယ်။မာရသွန်ပြိုင်ပွဲမှာဘယ်သူတွေအနိုင်ရခဲ့ကြသလဲဆိုတာကိုတော့စီစဉ်ကျင်းပသူတွေကသတင်းအချက်အလက်တွေမထုတ်ပြန်ခဲ့ပါဘူး။မြန်ကိုရီးယားဟာ2023နှစ်လလကစပြီးနေဆက်ပိတ်ဆို့မှုတွေကိုသတိကြီးကြီးနဲ့ပြန်လည်ဖြေလျော့ပေးခဲ့ပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။